ဲမဲမျက်နှာလိုချင်တာတွေကုန်ဝဲပြီးမင်းရဲ့မွေးနေမှာစတောင်းစကားလေးပြန်လွင်နေရေဒီယိုလေးတစင်းဖင်ရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အမတ်တရားနေ့အစီအစဉ်အားနေဒီကနေ့မတ်လ20ရက်နေ့မှာမွေးနေ့ပြင်းပြောင်းကြတဲ့မွေးနေ့ရှင်တွေအားလုံးနဲ့အတူတူသစ်သူဆောင်တွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုအမှတ်တရနေ့အစီအစဉ်အနေပြီးတော့ထုံနှင်းတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်။ အမတရားနေ့အစီအစဉ်အားနေ့ပြမောဆုံးဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ပြည်ဦးလေးသစရဖန်ကချယ်ရီဝင်းရဲ့မွေးနေ့အတွက်ကိုပါဝင်တောင်းဆိုပေးလာတာဖြစ်ပါတယ်။မြမလေးချယ်ရီဝင်းရဲ့ဒီနေ့မှပြင်းပြောင်းတဲ့မွေးနေ့အတွက်ကိုတော့ပြည်ဦးလေးကအေးအေးမြောင်မြားကပိုးကင်ရမလေး၊မကွေးကအုံမနှွေ၊မြကြီးနာကအေးမလွင်ဦး၊မန္တလေးကမအေးမျိုးတန်းတောင်တွင်းကြီးကမခင်မြဝင်းပဲခူးကနန်းဤဖြူအင်းတကော်ကမမယာပင်တရားကအေးအေးခိုင်နောင်ချိုကမနီနီအေး ကျောင်းစီကစင်မမိုးရန်ကုန်ကစံမြတ်သူမအေးအေးအောင်လေဝေးကစုနန္ဒီလင်မတရားကနန်းစင်ထွေတို့ကပါဝင် တောင်းဆိုပေးထားတာဖြစ်ပါတယ်ညီမလေးချယ်ရီဝင်းရဲ့မွေးနေ့အတွက်ကိုသစင်ဖန်မိသားစုတွေကလည်းမွေးနေ့စုမုံကောင်းလေးတောင်းဆိုပြုပေးလိုက်ပါတယ်ရှင် ထမက်လို့စူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ရန်ကုန်ခရမ်းမနေတဲ့ညီမလေးနှင်းရဲ့ဒီနေ့မှပြင်းပြောင်းတဲ့မွေးနေ့အတွက်လေးကိုပါဝင်တောင်းဆိုလာတာဖြစ်ပါတယ်။ညီမလေးနှင်းရဲ့ဒီနေ့မှပြင်းပြောင်းတဲ့မွေးနေ့အတွက်ကိုတော့မြောင်းမြမနေတဲ့ရေသနာချင်းချင်းရှန်ကပါဝင်တောင်းဆိုလာတာဖြစ်ပါတယ်ရှင်။ဒီနေ့မှမွေးနေ့ပြင်းပြောင်းတဲ့ပြင်းဥလင်သစင်ဖန်ကညီမလေးချယ်ရီဝင်းနဲ့ရန်ကုန်ခရမ်းမနေတဲ့ညီမလေးနှင်းတို့ရဲ့မွေးနေ့အတွက်ကိုအမတ်တရားနေ့အစီအစဉ်အနေပြီးတော့မွေးနေ့စုမုံကောင်းလေးတောင်းဆုပြုပေးကြပါမယ်။ ဒီနေ့မွေးနေ့လေးမှာပျော်ရွှင်ပါစေ။노ထလာတဲ့မနက်ခင်းတိုင်းမှာတာယာပျော်ရွှင်အေးချမ်းပါစေ။စိတ်သွားတိုင်းကိုပါနိုင်တဲ့ဘဝတစ်ခုကိုရရှိပိုင်ဆိုင်နိုင်ပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းဆုပြုပေးလိုက်ပါရရှင်။မတရားနေ့အစည်းအဝေးမှာဆက်လက်ပြီးတော့ဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ကရင်ပြည်နယ်ကော့ဂရိတ်မှာနေတဲ့ မောင်လေးအောင်ကိုရဲ့ဒီနေ့မှပြေးမြောင်းတဲ့32ပြည့်မွေးနေ့အတွက်ကိုပါဝင်တောင်းဆိုပေးလာတာဖြစ်ပါတယ်။မောင်လေးအောင်ကိုရဲ့ဒီနေ့မှပြေးမြောင်းတဲ့မွေးနေ့အတွက်ကိုတော့ကရင်ပြည်နယ်ကော့ကရိတ်မှာနေတဲ့ညီလာကပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။မွေးနေ့ရှင်အတွက်မွေးနေ့ဆုမွန်စကားလေးရတော့မွေးနေ့မှာပျော်ရွှင်ပါစေဆိုပြီးမွေးနေ့ဆုမွန်စကားလေးတောင်းဆိုချွေးပေးထားပါတယ်ရှင်။ အမတရားနေ့အစီအစဉ်အားနဲ့အခုနောက်ဆုံးစူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ကလေးမျိုးစံပြားရက်ကွက်မှာနေတဲ့ညီမလေးမျိုးမျိုးရဲ့မွေးနေ့အတွက်ပဲဖြစ်ပါတယ်။ညီမလေးမျိုးမျိုးရဲ့ဒီနေ့မှပြင်းပြောင်းတဲ့28နှစ်ပြည့်မွေးနေ့အတွက်ကိုတော့ချစ်ခင်မော်ကိုပိုင်စိုးသူကပါဝင်တောင်းဆိုပေးလာတာဖြစ်ပါတယ်ရှင်။ဒီနေ့မှမွေးနေ့ပြင်းပြောင်းကြတဲ့ကင်းရင်ပြည်နယ်ကော်ပိုရိတ်မှာနေတဲ့ကိုအောင်ကိုနဲ့ကလေးမျိုးစံပြားရက်ကွက်ကညီမလေးမျိုးမျိုးတို့ရဲ့မွေးနေ့အတွက်ကို အမတ်တရားနှင့်အစီအစဉ်အနေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးကြပါတယ်ရှင်။တောင်းရပြောရှုမွေးကောင်းတဲ့မွေးနေ့ရမျက်လေးဖြစ်ပါစေ။ရီမှန်းထားတဲ့ရီမှန်းချက်တွေကိုလည်းအကောင့်ထဲပုံနိုင်တဲ့သူတွေဖြစ်နိုင်ပါစေ။အလောက်ကိုင်းတွေအားလုံးလည်းအဆင်ပြေပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးလိုက်ပါတယ်ရှင်။ မတရားနှစ်အစီအစဉ်မှာမွေးနေ့ရှင်တွေအတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုထုံနေတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့ချစ်သူဆုံးတွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုထုံနေတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။တွေ့စီလိုက်ဒီနေ့ပါလေလေချစ်ချင်းရဲ့နှစ်ပတ်လည် ုဆောင်တွင်မင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့မန္တလေးကိုခေတောင်းရောက်နေတဲ့ကိုနေလေးပဲဖြစ်ပါရယ်။သူကပသိမ်မာနေတဲ့မခက်ခက်ခိုင်နဲ့ဒီနေ့မှပြင်းပြောက်တဲ့ချစ်သူတက်တန်း၅လပြည့်အတွက်ကိုကိုတိုင်းမဲပါဝင်တောင်းဆိုထားပါရယ်။သက်ဆိုင်သူအတွက် စကားလက်ဆောင်တွေရတော့ထာဝရသစ္စာရှိရှိချစ်သွားပါမယ်ဆိုပြီးစကားလက်ဆောင်တွေပေးထားပါရယ်ရှင်။ အမတရားနေ့အစည်းအဝေးမှာဆက်လက်ပြီးတော့ပါဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့ပြည်မျိုးမာနေတဲ့ကောင်းထက်ပဲဖြစ်ပါတယ်။သူကတော့မိတိလာမာနေတဲ့တက်ဆိုင်သူဝင်းပပလှိုင်နဲ့ဒီနေ့မှပြည်မြောက်တဲ့ချစ်သူတက်တန်ရှစ်လပြည့်အတွက်ကိုပါဝင်တောင်းဆိုလာတာဖြစ်ပါတယ်။တက်ဆိုင်သူအတွက်စကားလက်ဆောင်လေးရတော့အရင်ချစ်ပါတယ်။ကိုကိုလေးတစ္ဆာရှိရှိနဲ့စောင့်နေပြီးပါဆိုပြီးစကားလက်ဆောင်လေးပေးထားပါတယ်ရှင်။ ဒီနေ့မှနှစ်ပတ်လည်ပြင်ပြောင်းကြရဲချစ်သူဆုံးတွေ့တွေအားလုံးပဲဒီနေ့နှစ်ပတ်လည်လေးရနေစပြီးတော့နောက်နှစ်ပေါင်းများစွာထိချစ်ချင်းများစွာနဲ့လက်တွဲသွားနိုင်ပါစေကျောင်းတော်သမျှအခက်ခဲအတားအဆီးတွေကိုလည်းအတူလက်တွဲပြီးတော့ဖြေရှင်းနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းမိလိုက်ပါတယ်ရှင်ပရိသတ်တွေအားလုံးအခုနားဆင်ခဲ့ရတဲ့အစီအစဉ်အရတော့အမတ်တရားနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ရှင် အမတရားနေ့အစီအစဉ်ကိုနေ့စဉ်မနက်9:00နာရီဝန်းကျင်အချိန်တိုင်းမှာထုတ်လွှင့်တင်ဆက်ပေးနေရပဲဖြစ်ပါတယ်။တစင်းအဖွဲ့ပရိသတ်တွေအားလုံးကအမတရားနေ့အစီအစဉ်မှာကိုရဲ့ချစ်သူခင်သူတငယ်ချင်းမိတ်ဆွေတွေရဲ့မွေးနေ့တွေနဲ့ချစ်သူဆုံးတွေမိင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးခြင်းနဲ့ဆိုရင်တော့နေ့စဉ်မနက်7:00နာရီကနေ့12:00နာရီအတွင်းဖုန်းနံပါတ်3933 6936 3936နဲ့3998 9995တို့မှာ သုံးရကျူးတင်ပြီးတော့ပါဝင်တောင်းဆိုပေးနိုင်ပါတယ်ရှင်။နားဆင်အားပေးခဲ့ကြတဲ့သစဉ်အဖွဲ့ပရိသတ်များအားလုံးပဲတာယာပျော်ရွှင်မွေကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေရှင်။